ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုကြောက်လာမဲ့1389ခုနှစ်အတွင်းစန္ဒီသာသမီများအားလုံးအတွက်ရှောင်းရန်ဆောင်းရန်လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့လင်းမြအောင်ဖြစ်ပါတယ်အခုကြောက်လာမဲ့1389ခုနှစ်အတွင်းစန္ဒီသာသမီများအားလုံးဟာအမတန်ကောင်းလာတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဇပြူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းဆိုတဲ့အထွန်းနံမှာကြာရောက်နေတဲ့နေ့တစ်နေ့ဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကိုယ့်ရဲ့နှုတ်ကကောင်းသောစကားတွေထွက်ဆိုခြင်းဖြင့်တိတိသာသာ ိုယ့်ရဲ့ကံကြမ္မာကကောင်းလာပါလိမ့်မယ်နော်အဲ့တော့စီးပွားရေးလုပ်ငန်းတွေဆိုလို့ရှိရင်ဒီနှစ်မှာရရဲ့ဒီနေ့တိုးချဲ့တဲ့နှစ်ဖြစ်တယ်စီးပွားရေးလုပ်ငန်းတွေဆိုလည်းအမတန်ကိုကောင်းလာတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ဝန်ထမ်းတွေဆိုလို့ရှိရင်ယာလူတိုးလာမျိုးတွေပေါ့စုရတာမျိုးတွေအဲ့တော့ဒီနေ့ထဲမှာကြုံတွေ့ရတတ်ပါတယ်မွေးကြီးကိစ္စတွေဆိုလို့ရှိရင်လည်းအမတန်အဆင်ပြေလာတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်စီးပွားတက်မဲ့နှစ်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့စနေသားသမီးဟာဒီနေ့စနေသားသမီးများအားလုံးပေါ့နော်ဒီနေ့မှာ စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုဓာတ်ထက်ပို့ပြီးတော့ရခိုင်နှက်ခါထက်ပို့ပြီးတော့ကျိုးကျိုးသားသားလုပ်မယ်ဆိုလို့ရှိရင်တိတိတသာအောင်မြင်ဖြစ်တော့လာမယ်နေ့တစ်နေ့ဖြစ်ပါတယ်เนาะအဲ့တော့လူမှုရေးမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အထက်လူကြီးတွေဆောင်မကြီးရှိတာမျိုးတွေခံရတာမျိုးတွေကိုယ့်ရဲ့ဆွေမျိုးမိဘမိစေနကားတွေကကိုယ့်ကိုချစ်ခင်ကျင်နာတာမျိုးတွေကြုံတွေ့ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ကိုယ့်ကိုကိုညီဆောင်မမဲ့လူတွေနဲ့ကြုံတွေ့ရတဲ့နှစ်ဖြစ်ပါတယ်เนาะဒါကြောင့်မလို့ပျော်ရွှင်စရာကောင်းတဲ့နှစ်တွေတစ်နှစ်ဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးဆိုလို့ရှိရင်လည်းအမတန်ကောင်းလာတဲ့နှစ်ဖြစ်တယ် ဲ့တော့ကျမ်းမာရေးမှာဆိုလို့ရှိရင်လည်းပျော်ရွှင်စရာလေးတွေကြုံရတာမျိုးတွေအဲ့တော့ကျမ်းမာရေးစိတ်ကူးလင်းတဲ့လူတွေဆိုလို့ရှိရင်လည်းတည်စည်စရာပြန်လဲကောင်းလာတာမျိုးတွေကြုံရတတ်ပါလေအဲ့တော့စနေသားသမီးများအားလုံးကဒီနှစ်ကတော်တော်လေးကောင်းနေတာလဲနှစ်တစ်နှစ်ဖြစ်ပါတယ်နော်အိမ်တော်ကြီးမှာဆိုလို့ရှိရင်လည်းပျော်ရွှင်စရာအိမ်တော်ကြီးလေးတွေဖြစ်လာတာမျိုးတွေပျော်ရွှင်စရာတွေနဲ့ကြုံဆုံတွေ့ရတာမျိုးတွေပျော်ရွှင်စရာခရီးတွေသွားရတာမျိုးတွေကြုံတွေ့ရပါတယ်ကြုံတွေ့ရတတ်ပါလေနော်အဲ့တော့ခြေအမဆိုလို့ရှိရင်ဒီနေ့ထဲမှာစနေသားသမီးတွေဟာအမ္ပဒံပျော်ရွှင်ရတဲ့နှစ်တစ်နှစ်ဖြစ်နေတာဖြစ်တဲ့အတွက်အခြေအမ ကောင်းသောစကားတွေကောင်းသောအရာတွေနဲ့ကြုံဆုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မလို့စနေသားသမီးများအားလုံးကဒီနှစ်မှာကိုယ့်ရဲ့နှုတ်ကမကောင်းတာတွေမထွက်ဘဲနဲ့ကောင်းတာတွေထွက်လို့ရှိရင်ပို့ပြီးတော့သဗျူဒီဘလက်အတော်ကြီးဩဘာနမိတ်ထွန်းဆိုတဲ့အတိုင်းအဲ့တော့သိစက်တာအောင်မြင်ဖြစ်တော်လာမှာဖြစ်ပါတယ်။အဲ့တော့ပျော်ရွှင်စရာကောင်းတဲ့နှစ်တစ်နှစ်ဖြစ်တာပေါ့နော်။ဒါကြောင့်မလို့စနေသားသမီးများအားလုံး1389ခုနှစ်မှာကောင်းတာထက်ပိုကောင်းလာအောင်ဆိုလို့ရှိရင် စနေနေ့မနက်9:45မိနစ်နေရင်ဖျားကျောင်းဆောင်မှာမြတ်စွာဘုရားရှင်ကိုအုံချောင်းညွန့်လူပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒကိုလေးနဲ့စွာဆူတောင်းလိုက်ပါဗျာတိတိတတအောင်မြင်ဖြစ်တော့လာပါလိမ့်မယ်တိတိတတပျော်ရှင်တရားတွေဓာတ်ထပ်ပို့ပြီးတော့ရရှိလာမှာဖြစ်ပါတယ်ဗျာနော်ကဲစနေသားများအားလုံးအစင်တော်ရမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကံဖွင့်စံဖွင့်လက်လာပါတယ်ပွင့်လန်းကြပါစေကောင်းသူကောင်းကျိုးလိုရင်းဆန္ဒဒီမှာနဲ့များအစင်တော်ရပြည့်စုံကြပါစေခင်ဗျာ